မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ဂရိတ်မြို့ကနေမြောက်ပြည်မြို့ကိုခြေတက်ပြီးတော့ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီရဲ့အောင်စေရဆစ်စင်ရေးစစ်ကြောင်းရဲ့ခြေတန်းစကမ်းတစ်ခုကိုတော်လိုက်တပ်များကတိုက်ခိုက်သိမ်းပိုက်ရ လက်နက်ခဲယမ်းအများပြားတိမ့်စီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ12ရက်နေ့ကကော့ကရိတ်မြို့နယ်ဒေါနာတောင်ကြီးကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အောင်စေရဆက်စင်ရေးရှေ့တန်းစခန်းတစ်ခုကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာလက်နက်ခဲယမ်းအများအများကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများဖိကိုက်သိမ်းဆုံးမှုတွေရှိခဲ့တော့လဲအတိအကျကိုသိရဖို့အတွက်စုံစမ်းနေတယ်လို့၎င်းကပြောပါတယ်ဇန်နဝါရီလ12ရက်နေ့က အောင်စေရဆစ်စင်ရေရှေတန်းစခန်းတစ်ခုကိုဝင်းရောက်တိုက်ခတ်ပြီးတော့တိတ်ဆီရရှိခဲ့တာပါတိတ်ဆုံးထိခိုက်မှုကတော့အတိအကျမသိရသေးပါဘူးတိုက်ပွဲကတော့နေ့စဉ်လိုလိုထိပ်တွေ့မှုတွေရှိနေပါတယ်လေချောင်းအုံပြူတာတွေလည်းရှိတယ်လို့စက်တင်တဲ့စစ်ကြောင်းကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ် ၎င်းတိုက်ခိုက်သိမ်းပိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်ဗျူဟာ32ပူးပေါင်းစစ်ကြောင်းများဖြစ်တဲ့ချက်တင်နယ်စစ်ကြောင်း၊ Cobra စစ်ကြောင်း၊ Venom စစ်ကြောင်းတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းပူးပေါင်းတပ်ဖွဲ့ဝင်များအထိကိမရှိခဲ့ဘူးလို့သိရပါတယ်။ကျွန်တော်တို့အနေနဲ့စစ်စင်ရဲတွေကိုမရမနာပဲနဲ့နေ့စဉ်မပြတ်စစ်ကောင်စီကိုတိုက်ခိုက်နေပါတယ်။ဒီလိုမျိုးတိုက်ခိုက်နေတဲ့အတွက်စစ်ကောင်စီဟာလည်းအင်အားတွေရိုင်းနေလာပြီဖြစ်လို့ပြည်သူတွေအနေနဲ့လည်းအားမလျှော့ကြပါနဲ့လို့တိုက်တွန်းချင်ပါတယ်လို့ချက်တင်နယ်စစ်ကြောင်းကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အရခတ်တပ်တော် AA ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ပုံနာကျောင်းမြို့နယ်ကိုစစ်တွေမြို့မှာရှိတဲ့စစ်ကောင်စီတိုက်ရဲများကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ16ရက်နေ့မနက်ပိုင်းကစစ်တွေမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ရွှေမင်းကန်ရေးတပ်စခန်းခလာရ20နဲ့ဒေသကိုကဲမှုစစ်ဌာနချုပ်ဒေါကာဆစစ်တွေကနေပြီးတော့လက်နက်ကြီးနဲ့အလုံးကြီး40ထက်မနည်းပုံနာကျောင်းမြို့နယ်ဘက်ကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ15ရက်နေ့ညကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာ16ရက်နေ့မနက်3နာရီကျော်မှလည်း လေချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်မနက်ပိုင်းတပိုင်းလုံးမှာလည်းလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်ခဲ့ပါတယ်လက်နက်ကြီးတစ်လုံးရဲ့ဒလက်လို့ယူဆရတဲ့အစိတ်ပိုင်းတစ်ခုကစစ်တွေမျိုးဈေးတဲကိုကြောက်ရောက်ခဲ့တယ်ဈေးကိုပိတ်လိုက်ရပါတယ်လူအထိကိုက်တော့မရှိခဲ့ဘူးလို့စစ်တွေမျိုးကန်တအုပ်ကပြောပြထားပါတယ်ပုံနာကျော်မျိုးနဲ့ဇဘာထားအောင်စီယာကန်ချောင်းနဲ့ ကျွဲထိုးကြီးရွာများကိုစစ်ကောင်စီရဲ့လက်နက်ကြီးများကြောက်ရောက်ခဲ့ပြီးတော့စဘာထားကြီးရွာကနေအိမ်ကိုလုံးပျက်စီးသွားခဲ့ရတယ်လို့သိရပါဗျ။လေးချောင်းတိုက်ခိုက်မှုဟာစစ်တွေမျိုးနဲ့ဝါဘိုကြီးရွာကိုတိုက်ခတ်ခြင်းဖြစ်ပြီးတော့အဲ့ဒီကြီးရွာကရွာသားများကိုစစ်ကောင်စီကရခိုင်ကလေးကနှင်းထုတ်ထားတဲ့အတွက်အရသာထိခိုက်မှုတော့မရှိဘူးလို့သိရပါဗျ။စစ်တွေမျိုးနဲ့မှာအရခတက်တော်အေအေကထိုးစစ်ဆင်တိုက်ခတ်မှုများမရှိဘဲစစ်ကောင်စီရဲ့တပတ်သက်ပြစ်ခတ်တိုက်ခတ်မှုများဟာတိုက်ပွဲဖြစ်ပွားရန်တွန်းအားပေးနေခြင်းဖြစ်တယ်လို့တုံးသက်တူတူကပြောပါတယ်။ စစ်တွေကစစ်ကောင်စီတပ်ရင်းတွေကကျွန်တော်တို့ကိုစိန်ခေါ်နေတယ်လို့ပဲတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့လက်နက်ကြီးတွေနဲ့ပုံနာကျုံးကိုရောပေါတော်မျိုးဘက်ကိုရောပစ်ခတ်နေတယ် တိုက်ပွဲဖြစ်ပွားဖို့အတွက်ဒါဟာတွန်းအားပေးနေသလိုပါပဲလို့ပြောဆိုထားပါတယ်စစ်တွေမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အေအေတို့ဟာစစ်ရေးလှုပ်ရှားမှုတွေပိုလုပ်လာပြီးတော့စစ်ရေးတင်းမာမှုတွေနဲ့တာဆူနေကြတယ်လို့သိရပါတယ်စစ်တွေမြို့နယ်ဝါဘူကြီးပါကိုအရခတ်တက်တော်အေအေကထိန်းချုပ်လိုက်ပြီးဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပြီးတော့တိကျအတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်စစ်ကောင်စီတပ်ဟာစစ်တွေမြို့အဝင်မင်းချောင်းတရားကိုမိုင်းခွဲဖျက်ဆီးထားတယ်လို့အနီးအနားကကြေးရများမှလည်းတက်တွေဖြန့်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းကော်တောင်မြို့နယ်မှာအမှတ်20ဆက်စင်ရေးကုကဲမှုဌာနချုပ်ရန်ပုံငွေအတွက်ဆိုပြီးတော့မြို့အဝင်ဆက်စင်ရေးဂိတ်မှာအရာခံဘူစိုးနိုင်ကပြည်သူတွေစီကနေပြီးတော့ငွေကျပ်သိမ်းချီပြီးအတရားမှကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကော်တောင်မြို့နယ်ခမောက်ကြီးမြို့အဝင်ဆက်စင်ရေးဂိတ်မှာအကြမ်းဖက်စစ်တပ်ရဲ့အမှတ်20ဆက်စင်ရေးကုကဲမှုဌာနချုပ်ကအရာခံဘူစိုးနိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာခရီးသွားပြည်သူတွေစီကနေပြီးတော့ဌာနချုပ်အတွက်ရန်ပုံငွေဆိုပြီးတော့ငွေကျပ်သိမ်းချီပြီးတော့အတရားမှကောက်ခံနေ ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စိုးနိုင်ဟာခရီးသွားကားတွေထဲမှာလူငယ်တွေလိုက်ပါလာပါကစစ်ဆေးရန်ရှိတယ်ဆိုပြီးတော့ကားပေါ်ကဆင်းခိုင်းပြီးအတင်းအကျပ်စစ်တဲကိုဝင်ရောက်ရန်အတင်းအဓမ္မချိမ့်ချောက်ပြောဆိုမှုများရှိနေပြီးတော့မိသားစုဝင်များကိုဖုံးဆက်ခိုင်းပြီးပတ်စံနဲ့လိုက်လံရွေးထုတ်ခိုင်းခြင်းများရှိနေပြီးတော့ငွေကြေးပေးနိုင်တဲ့လူငယ်တွေကိုသာပြန်လွတ်ပေးနေတယ်လို့သိရပါတယ်။အရာခံဘုံဆိုးနိုင်ဟာ၎င်းတောင်းခံတဲ့ငွေကြေးမပေးနိုင်တဲ့ခရီးသည်တင်ကားရင်မောင်းမြ ကုန်တင်ကားရင်မောင်းများနဲ့အငားကားရင်မောင်းများကိုလည်းအမှတ်20စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ထဲကိုမောင်းနှင်ခိုင်းပြီးတော့၎င်းတောင်းခံတဲ့ငွေကြေးမပေးမချင်းကိုချင်းချောင်းငွေညှင့်မှုများပါလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ခမောက်ကြီးမြို့အဝင်အထွက်ကိုနေစဉ်ပြုလုပ်နေတဲ့ရေထွက်ကုန်ပစ္စည်းများတင်ဆောင်နေတဲ့ကားများကိုလည်းစိုးနိုင်က၎င်းတောင်းခံတဲ့ငွေကြေးကိုအသာတကြီးမပေးတဲ့ရင်မောင်းများကိုရန်ညွှန်းထားပြီးတော့ကားတွေကိုအချိန်ကျန့်ကြအောင်လို့ရက်ခိုင်းထားပြီးမှထွက်ခွာခွင့်ပြုတယ်လို့သိရပါတယ်။ခမောက်ကြီးမြို့အဝင်စစ်စေးဂိတ်မှာစကခ20ကအရာခံဘုံစိုးနိုင်တဲ့စစ် ခွေးတွေကခီးသွားပြည်သူတွေကိုစကခ20အတွက်ရံမုံငွေဆိုပြီးတော့အတရားမှပတ်စံတွေကောက်ခံတာတွေလုပ်နေပါတယ်ခရီးသည်တွေထဲမှာလူငယ်တွေပါလာရင်လဲကားပေါ်ကနေဆင်းငိုင်းပြီးတော့စစ်သည်ဝင်ဖို့အတရားမှတိုက်တွန်းတယ်နောက်ပြီးတော့ပတ်စံပေးမှပြတ်လွတ်ပေးပါတယ်ပတ်စံတောင်းလို့အဆင်မပြေတဲ့ကားတွေကိုလဲစကခ20တက်သေးကိုမောင်းခိုင်းပြီးတော့ငွေညစ်တယ်ရေထွက်ကုန်ပစ္စည်းတွေတင်လာတဲ့ကားတွေကိုလဲသူနဲ့အဆင်မပြေတဲ့ရင်မောင်းမောင်းလာရင်သူ့လိုချင်တဲ့ပတ်စံမရရင် အချိန်ကြန့်ကြအောင်တမင်ရက်ခိုင်းတာပြီးမှထွက်ခိုင်းတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းဖျာပုံမြို့နယ်ဒေါင်းငိမ့်ရွာထိပ်မှာအကြမ်းဖက်စစ်တပ်ကဂိတ်ဖွင့်ပြီးတော့ကားနဲ့ဆိုင်ကယ်များကိုငွေမြင့်နေတဲ့အတွက်ပြည်သူများဟာရွာပြင်ကိုမထွက်ရဲကြတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလပိုင်းကစတင်ပြီးတော့ဖျာပုံမြို့နယ်ဒေါင်းငိမ့်ရွာမှာအကြမ်းဖက်စစ်သားများနဲ့ဒေါင်းငိမ့်ရဲကင်းမှုတို့ပူးပေါင်းပြီးတော့ကျေးရွာထိပ်မှာစစ်စေးရေးဂိတ်ဖွင့်လှစ်ပြီးဂိတ်ကိုဖြတ်တန်းသွားလာတဲ့ဆိုင်ကယ်ကားထော်လာကြီးနဲ့ဘေးရွယ်များကိုပါနေ့တိုင်းလိုလိုအကြောင်းမျိုးမျိုးပြပြီးတော့ဖမ်းဆီးငွေမြင့်မှုများပြုလုပ်နေတယ်လို့သိရပါဗျ။ဒါအပြင် ်ကြေးရွာအတွင်းကနေပြီးတော့ရွာပြင်ကိုထွက်ပြီးလေယာဉ်လောက်ကင်နေရတဲ့အလုံသမားများကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကဖမ်းဆီးဝင်ကျင်မှုများလှုပ်ဆောင်နေတဲ့အတွက်ကြောင့်ဒေါငိမ့်ရွာနဲ့အနီးပတ်ဝင်ကျင်မှာရှိတဲ့ကြေးရွာများကပြည်သူများဟာလက်ရှိအချိန်မှာရွာပြင်ကိုမထွက်ရဲကြတော့ဘဲနဲ့စားဝတ်နေရေးတွေခက်ခဲနေကြတယ်လို့ပြောဆိုထားပါတယ်စစ်ခွေးတွေဒေါငိမ့်ရဲကဲမှုနဲ့ရဲတွေကရွာထိပ်မှာဂိတ်ဖွဲ့ပြီးတော့ဆိုင်ကယ်ကားထော်လာဂျီနဲ့ဘေးရွဲပါမကြမ်းအကြောင်းမျိုးမျိုးပြပြီးတော့ဖမ်းဆီးဝင်ကျင်နေတာပါအခုပြည်သူတွေရွာပြင်ကိုမထွက်ရဲကြတော့ဘူးရွာပြင်ထွက်ပြီးတော့လေလောက်ကန်ကြမဲ့သူတွေလည်းဖမ်းဆီး ားစီးငွေညစ်တာတွေရှိလို့စားဝတ်နေရေးတွေတော်တော်ခက်ခဲနေပါတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်။ဒါ့အပြင်ဒေါ်ငိမ့်ကြီးပါအုပ်ချုပ်ရေးမှုဝင်းထေးနဲ့ဆယ်အိမ်မှုယာအိမ်မှုများဖြစ်ကြတဲ့တိန်ဝင်းထောအောင်စိုးမိုးကလားကြီးခေါ် separate နဲ့မြင့်ရွှေတို့ကလည်းအတင်းအကျပ်စစ်မှုထမ်းတပ်သားတင်များစုဆောင်းခြင်းငွေကြေးတောက်ခံခြင်းအဆင်းဆက်ပြီးတော့ငွေကြေးတောက်ခံခြင်းနဲ့ရေလုံငန်းရှင်များစီကနေပြီးတော့ကြားဖောင်လုပ်ငန်းလုပ်ကိုင်နေသူများကိုလည်းဖောင်ခြင်းငွေကြက်သိမ်းချီတောက်ခံမှုများလည်းရှိနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်တာကောင်ကျေးရွာကိုအကြမ်းမဆက်တက်ကလေးချောင်းကနေပြီးတော့ပေါင်900ဘုံးနဲ့နှလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူနောက်ဦးတေဆုံးပြီးသုံးဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ16ရက်နေ့မနက်အစောပိုင်းတနအီကန်းကရေစကြိုမြို့နယ်ရေလေကျွန်းဒေသတာကောင်ကျေးရွာကိုအကြမ်းမဆက်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တိုက်လေရနှစီးနဲ့ပေါင်900ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့ရာအသက်16နှစ်အရွယ်အမျိုးသားလူငယ်တအုပ်နဲ့အသက်55နှစ်အရွယ်အမျိုးသားတအုပ်တို့တေဆုံးပြီးသ ၃ဦးတရားရရှိခဲ့တယ်လို့သိရပါဗျ။ရေစတုံမြို့နယ်ရေလက်ကျွန်းဒေသတာကောင်ချေးရွာကိုကျဲချတာလေရင်နှစီးနဲ့ပေါင်900ဘုံနှလုံးကျဲသွားတာတေဆုံးတာကတော့၂ယောက်ပေါ့16နှစ်အရွယ်ယောက်ျားတစ်ယောက်နဲ့55နှစ်အရွယ်အမျိုးသားတဦးတေဆုံးသွားတယ်၃ယောက်ကတော့ဒဏ်ရာရတယ်တာကောင်ချေးရွာရဲ့မြောက်ဖျားပိုင်းကိုကျဲချသွားတာလေခွင်းတွေတဲကိုကျဲချတာဒါပေမဲ့ပေါင်900ဘုံဆိုတဲ့အတိုင်းပဲအစတွေမှန်ပြီးတော့တေဆုံးသွားတာ နေအိမ်ပြည့်စည်မှုကတော့အတိအကျအတည်ပြုလို့မရနိုင်သေးဘူးလို့ရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ကဘုံကျဲချမှုကြောင့်ရေစကြုံမြို့ပေါ်အထိတုံခါမှုတွေဖြစ်ပွားခဲ့ပြီးတော့မြို့နယ်ပြည်သူတွေဟာလည်းအိပ်ပျော်ရာကနေပြီးတော့အကုန်လန်နိုးကုန်ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းအင်းတော်မြို့နယ်မော်လူးမြို့ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အချမ်းဘတ်စစ်ကောင်စီကလေရင်နဲ့ဘုံကျဲချမှုကြောင့်အမျိုးသမီးတအုပ်အပါအဝင်ပြည်သူ၃ဦးတေဆုံးပြီးအဆောက်အုံများနဲ့နေအိမ်အများပြားပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ16ရက်နေ့ည7:45မိနစ်အချိန်မှာစကိုင်းတိုင်းအင်းတော်မြို့နယ်မော်လူးမြို့အပေါ်စစ်တပ်ကတိုက်လေရင်နဲ့ပေါင်900ဘုံများအပါအဝင်ဘုံများဆက်တိုက်ကျဲချခဲ့တယ်လို့သိရပါတယ်။ ဘုံကျဲချမှုကြောင့်မော်လူးမြို့ဌာနဆိုင်ရာရုံးတစ်ခုနဲ့ပြည်သူပိုင်းနေအိမ်အများပြားလည်းပျက်စီးခဲ့ရတယ်လို့သိရပါဗျ။မော်တော်ယာဉ်များလည်းပျက်စီးပြီးပြည်သူ၃ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကမနေ့ကည7:45မိနစ်အချိန်မှာလေကြောင်းကနေဘုံကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ဈေးတဲ့အမျိုးသမီး၃ဦးနဲ့ခရီးသွားပြည်သူ၂ဦးထိခိုက်သေဆုံးခဲ့ရပါဗျ။ Jet Fighter နဲ့လေလုံးကျဲချတာပါ။အဲ့ဒီနားမှာကခရီးသွားကားတွေညအိတ်တယ် သုံးယောက်တေဆုံးတဲ့နေရာမှာအမျိုးသမီးတအုပ်ကဒေသခံမှာကျန်တဲ့နှစ်အုပ်ကတော့ခရီးသွားတွေပါလို့ KIA ရဲ့သတင်းအရင်းမြစ်ကပြောပြထားပါဗျ။မော်လူးဒေသနဲ့ဆက်သွယ်မှုရှိနေတဲ့ PDF သတင်းအရင်းမြစ်ကတော့မော်လူးမြို့ပေါ်ကိုစစ်ကောင်စီတပ်ကဘုံးတွေကျဲချခဲ့တဲ့နေရာဟာလူနေရပ်ကွက်များနဲ့ကပ်ရက်ဖြစ်ကြောင်းပြောဆိုခဲ့ပြီးတော့ကျဲချတဲ့ဘုံးတွေဟာလည်းပောက်ကွဲအပြင်းထန်ပြီးတော့ပေါင်900ဘုံးများဖြစ်ကြောင်းပြောဆိုထားပါဗျ။အင်းတော်မြို့နယ်မော်လူးမြို့ကို KIA ဥဆောင်တဲ့တော်လိုင်းတပ်များက2023ခုနှစ်ဒီဇင်ဘာလမှာတင်ပိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BND ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ